ငလင်ပေးမှာပေါ်လွင်လာတဲ့ပိုးချပြုခင်ရဲ့စိတ်ထားတစ်ခုပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် Top Sally Page ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ပိုးချပြုခင်ကတော့ဆိုင်းမိုင်စရစ်နာမည်လေးနဲ့ပရိသတ်ကြီးသားထဲမှာအားပေးမှုအခိုင်အမာရရှိထားတဲ့မင်းသမီးတစ်လက်ဖြစ်ပါတယ်ပရိသတ်ကြီးအဲဒီလိုမျိုးတခဲနဲ့အားပေးနေတဲ့အချိန်မှာပဲပိုးချပြုခင်ကရွှေလက်တွဲလက်ထပ်ပွဲမင်္ဂလာပွဲကျင်းပသွားတာလည်းဖြစ်ပါတယ်ရှင်သူမရဲ့လက်ထပ်မင်္ဂလာပွဲကြောင့်ပရိသတ်ကြီးသားထဲမှာ hit ဖြစ်ခဲ့ရပါတယ်ဒါကြောင့်လဲဆိုတော့ ော့ဘိုးချပြုခင်ရွေးချယ်လိုက်တဲ့အမျိုးသားကကလေး၃ယောက်အဖေဖြစ်နေလို့ပါရုပ်ရည်ကလည်းချောမောနေတာမျိုးမဟုတ်ပဲတာမန်ရုပ်ရည်ပဲရှိပါတယ်ဒါတောင်မှဝေဖန်ခံရတာတွေအများကြီးကိုကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်ဘိုးချပြုခင်ကကလေး၃ယောက်အဖေကိုယူလိုက်တာငွေမှတ်လို့ဆိုပြီးတော့တကယ်ကိုအပြောဆိုဝေဖန်ခံခဲ့ရတာဖြစ်ပါတယ်ဒါပေမဲ့လည်းဘိုးချပြုခင်ကတော့ဝေဖန်မှုတွေကိုဂရုမစိုက်ပဲသမားရဲ့ရွေးချယ်မှုကို ကိုယ်တိုင်ပဲဆက်ရှောက်ခဲ့တာဖြစ်ပါတယ်။ဘိုးကြောင့်ပြုကင်ကအိမ်အောင်ချပြီးတော့တဲ့နောက်မှာအနုပညာအလုပ်တွေကိုရှင်းနာလိုက်ပြီးတော့အကိုထုံးနဲ့ဒါလီတူဦးလဲထုံးကားခဲ့ပါတယ်။အကိုထုံးကပါလာတဲ့ကလေးသုံးယောက်နဲ့အတူသူမရဲ့ချစ်ရတဲ့ဒါလီနဲ့အတူပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝကိုနေထိုင်ပြီးတော့အင်ရှင်မဘဝမှာပျော်ပျော်ကြီးကိုနေထိုင်နေရလဲဖြစ်ပါတယ်။ လက်ထပ်ပြီးရနောက်မှာမန္တလေးမှာအခြေချပြီးတော့ PK ရတနာချုံဆိုရက်စိန်ရွှေရတနာဆိုင်ကြီးကိုဖွင့်လှစ်ပြီးတော့နေထိုင်နေရလဲဖြစ်ပါတယ်။စိန်ရွှေရတနာဆိုင်ကြီးနားမှာလဲဒီမစတိုရီဒါရီကိုခဏခဏအလှူလှုပ်တာကိုပရိသတ်တွေကတခဲနဲ့အားပေးကြတာလဲဖြစ်ပါတယ်။ ထမင်းစတူဒီယိုတွေကိုကျွေးတာဆိုရင်တော့အချိန်ဘယ်နှမြောက်မှန်းတာမှမသိတော့ပါဘူးအခုလိုမျိုးငလင်ပြီးကြုံလာတဲ့အခါမှာဆိုရင်လေပိုးချပြူကင်ကပျက်စီးမမတ်ဘူးဆိုတာကိုပေါ်လွင်သွားတာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့အသက်ပြီးကြုံလာတဲ့အခါမှာဒီမအနေနဲ့ဘာပျက်စီးမှမယူပဲ ဝန်ထမ်းတွေရဲ့ဟိုအသက်ရှင်ရေးကလေးတွေလူဆောင်ရေးကိုပဲဦးစားပေးခဲ့တာဖြစ်ပါတယ်။တမရဲ့ကလေးတွေစုံပြီလားဝန်ထမ်းတွေရောစုံပြီလားဆိုပြီးတော့စစ်နေခဲ့တာဖြစ်ပါတယ်။ပစ္စည်းတွေကိုခင်တွယ်မတ်တွယ်မနေဘဲနဲ့လူသားလည်းအမျက်ဆုံးဆိုတာကိုတမရဲ့လောရက်ကတက်တည်ပြသွားတာလည်းဖြစ်ပါတယ်။ဘိုးချပြုခင်ဟာငလင်ပေးမှာကိုရိုင်းလဲဆုံရှုံမှုတွေရှိနေပေမဲ့ငလင်ပေးတင်ပြည်သူတွေအထွက်ကိုတနိုင်သမျှပါဝင်ပြီးတော့လူတန်းပေးနေရလဲဖြစ်ပါတယ်။တနိုင်သမျှနှိမ့်စင်ချက်ပြုတ်ပြီးတော့တနေ့တန်းတမျိုးမရောရ အောင်အစားစာရီမထက်ရအောင်လို့တအားသေး၍ကိုလူတန်းပြီးတော့ချက်ပြုတ်ပေးနေရလဲဖြစ်ပါတယ်အခုလိုမျိုးစေတနာတရားတရားထက်သန်မှုကတော့အမခံပဲဖြစ်ပါတယ်ဘိုးချပြုခင်ကဒီမရွေးချယ်ခဲ့တဲ့အိမ်တော်ကြီးကဘလို့ပဲဖြစ်နေပါစေစေတနာတရားတရားထက်သန်မှုကတော့တကယ်ကိုပဲနိုင်ရှင်လို့မရအောင်ကြီးမားနေတယ်ဆိုတော့ပြသလိုက်တာပဲဖြစ်ပါတယ်ဒီမကိုရိုင်းလဲဆုံးရှုံးမှုတွေရှိပေမဲ့ဒီမရဲ့ဆုံးရှုံးမှုတွေကိုဘေးချိတ်ထားပြီးတော့ဒီမထပ်ပို့ပြီးတော့အများကြီးဆုံးရှုံးသွားတဲ့သူတွေဒီမထ က်ပို့ပြီးတော့ဒုက္ခရောက်နေတဲ့သူတွေကိုကူညီပေးနေရလဲဖြစ်ပါတယ်။အခုလိုမျိုးစိတ်ထားလာတဲ့အမေသမီးလေးအပေါ်ပရိသတ်ကြီးရဲ့အမြင်ကိုလည်းကောမန့်လေးထဲမှာရေးခဲ့ပေးပါအောင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းပရိသတ်ကြီးရောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။နောက်နေ့ရက်တင်ဆက်မှုတွေမှာလည်းပြန်လည်ဆုံတွေ့ကြပါစို့ရှင်။